လောကမှာစိစိတ်ဥစ္စာတွေကြွယ်ဝပြီမဲ့လို့စိတ်ပျော်ရွှင်မှုဆိုတာရကြမှာရပစ္စည်းဥစ္စာတွေပေါများလို့ချမ်းသာကြွယ်ဝပြီစိတ်ချမ်းသာမှုမရတဲ့ပုံစံတွေလောကမှာအများကြီးပဲချမ်းသာမှုဆိုတာကိုပစ္စည်းဥစ္စာကလည်းပေးနိုင်တာမဟုတ်ဘူးတခြားအရာတွေကလည်းပေးနိုင်တယ်ပေးနိုင်တော်မှ တခဏမြတ်တာလဲချမ်းသာတယ်လို့ထင်ရယုံတယ် အဗ္ဗဓမ္မတူတောင်းတဲ့ကာလအတွင်းမှာချမ်းသာမှုကိုပေးတယ်လို့ဆိုရတော့သာဝရချမ်းသာမှုကိုပေးနိုင်တာကတော့တရားအတိတာဖြစ်တယ်။ဒါကြောင့်မို့စိတ်ပျော်ရွှင်ဖို့ရအတွက်စိတ်ချမ်းသာဖို့ရအတွက်လောကလူတွေဟာဘယ်လိုပဲဆုဆောင်းဆုတောင်းတရားမသိဘူးဆိုလို့ရှိရင်စိတ်ချမ်းသာမှုရဖို့ရအဗ္ဗဓမ္မခဲနေတယ်။အများအားဖြင့်ဘုရားဘာသာဝင် သူတော်စင်တွေဟာ ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားဓမ္မအထိုက်အလျောက်သိရှိကြသည့်အတွက်စိတ်ဆင်းစေစရာကြုံတဲ့အခါတရားနှလုံးသွင်းခြင်းဖြင့်စိတ်ဆင်းရဲမှုပယ်ဖြောက်နိုင်ကြတာဒါလက်တွေ့ပါပဲအဲ့လိုဓမ္မအတိတရားအတိမရှိတဲ့ပုဂ္ဂိုလ်တွေဟာစိတ်ဆင်းရဲလာပြီဆိုလို့ရှိရင်ထပ်ပေါက်ရှာမရဖြစ်တတ်တယ်ထပ်ပေါက်ရှာမရတဲ့အခါကျတော့တခြားနည်းတွေနဲ့ စိတ်ဖြေပြောင်းမှုကြိုးစားအထောက်ကြအဲ့ဒီလိုကြိုးစားအထောက်တဲ့အခါမှာပြဿနာတကူဘောတကူဆင့်ဆိုတာနော်ပေါ့စေလုံလို့ကြောင်းရုပ်ထိုးဆေးအတွက်လေးလို့ဆိုတဲ့မြန်မာစကားလိုပဲပြဿနာတစ်ခုထတ်တိုးလာုံသာရှိအေးတရားနှလုံးသွင်းပြီးတော့တရားအတိနဲ့စိတ်ပျော်ရွှင်မှုကိုရတဲ့ပုဂ္ဂိုလ်ဟာ ထာဝရငြိမ်းချမ်းတဲ့ငြိမ်းချမ်းတဲ့စိတ်ပျော်ရွှင်မှုကိုရနိုင်တာလောကလူသားတွေဟာစိတ်ချမ်းသာမှုကိုတောင်းတကြစိတ်ချမ်းသာကိုချမ်းသာအင်တမလိုလားကြဘုရားဘာသာဝင်နေရောဘုရားဘာသာဝင် မဟုတ်တဲ့ပုဂ္ဂိုလ်တွေစိတ်ချမ်းသာမှုဆိုတာမြေရန်ရှာဖွေနေကြဒါကြောင့်မို့လောကလူသားတွေရဲ့တူညီတဲ့အချက်ကဘာလဲလို့ဆိုရင် ချမ်းသာကိုလိုလားခြင်းဆိုတာတူညီတဲ့အချက်ဘယ်ဘာသာဝင်ဘယ်လူမျိုးပဲဖြစ်ဖြစ်ချမ်းသာခြင်းညာတာကြည့်မယ်ဆင်းရဲမှုကိုကြောက်ရွံ့ညာတာကြည့်ရသော်ဘုရားကလည်းဒါကိုဟောကြားထားတာရှိတယ်ဒုက္ခကာမဒုက္ခပฏิကူလာတဲ့ဒုက္ခကာမလူတွေဟာချမ်းသာခြင်းညာတယ်ဒုက္ခပฏิကူလာဆင်းရဲတာကိုယုံမုံညာ ဒါကြောင့်မို့ဆင်းရဲမှကြောက်ပြီးချမ်းသာတာကိုလိုလားလို့ကြိုးစားအထောက်ကြသို့တော်လဲကြိုးစားအထောက်တဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းချမ်းသာဒုက္ခရလားလို့ဆိုမရဘူးမရတာဘာကြောင့်လဲလို့ဆိုရင်ချမ်းသာဒုက္ခကိုပေးနိုင်တဲ့အစစ်မှန်အကြောင်းတရားကိုမသိလို့ပဲလို့ဒီလိုပြောရအောင်တခြားနေ့တွေနဲ့စိတ်ချမ်းသာမှုကိုရှာတာဟာတခဏမြတ်တာစိတ်ချမ်းသာမှုရတယ်လို့လို့ရှိပြီး နောက်ပိုင်းမှာစိတ်ချမ်းသာမှုမရပဲနဲ့စိတ်ဆင်းရဲမှုတွေဒါထပ်တလဲလဲဖြစ်ပေါ်ပြီးတော့လာရတဲ့တဲ့မြတ်စွာဘုရားရဲ့အဆုံးအမဟာလူသားတွေမှာမြတ်စွာဘုရားရဲ့အဆုံးအမ mind center teaching လို့ဒီလိုပြောလို့ရ mind center teaching ဆိုတာလူတွေရဲ့အသိစိတ် လူတွေရဲ့စိတ်သက်ကိုဗဟုပြုပြီးတော့ဆုံးမတဲ့ဩဝါဒဆုံးမစကားလူတွေမှာဗဟုပြုရတာတစ်ခုရှိတယ်အားလုံးဟာဘာကိုဗဟုပြုရမလဲလို့ဆိုရင်မိမိရဲ့စိတ်ကလေးကိုကောင်းအောင်ဗဟုပြုရစိတ်ကောင်းမှုအတွက်စိတ်ရဲ့အညစ်အကြေးတွေစိတ်ရဲ့ပူပန်မှုတွေရှင်းလင်းနိုင်ရဖယ်ရှားနိုင်ရမဖယ်ရှားနိုင်ဘူးဆိုလို့ရှိရင် စိတ်ချမ်းသာမှုစိတ်ပျော်ရွှင်မှုဆိုတာဘလို့မှမရနိုင်ဒါကြောင့်မို့တခြားဘာသာတွေနဲ့မတူတာအဲ့ဒါတခြားဘာသာတွေက God Center Religion လို့ခေါ်တယ် God Center Religion ဆိုတာသူတို့ရဲ့ဆုံးမဩဝါဒအဆိုအမိန့်တွေအားလုံးဟာကောင်းကင်ဘုံကသာဝရဖရာ တကုရှင်ကြီးကိုဗဟုပြုထားတာတကုရှင်ကြီးကဘလို့ပြောတယ်တကုရှင်ကြီးကဘလို့ဆုံးမတယ် ဖះကြိုက်တယ်ဖះမကြိုက်ဘူး ਨੇ အဲ့ဒီစကားကိုဗဟုပြုပြီးတော့ဖះသခင်ရဲ့အကြိုက်လိုက်နာကျင့်သုံးခြင်းဆိုတာသာဖြစ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမကဒီလိုမဟုတ်ဘူးဖះရဲ့အဆုံးအမကကိုယ်စိတ်ကိုဖြူစင်အောင်ထားဖို့သာအဓိကဖြစ်တယ်လူတိုင်းလူတိုင်းဟာကိုယ်စိတ်ကိုဖြူစင်အောင်ကြိုးစားစိတ်ရဲ့အညစ်အကြေးတွေဖယ်ရှားဖို့ကြိုးစားနိုင်ရဒါကြောင့်မို့စိတ်ကိုဗဟုပြုပြီးတော့ မြတ်စွာဘုရားကဆုံးမဩဝါဒပေးတာဒီတေသနာတော်တွေဟာအမတန်မှထင်ရှားတယ်စိတ်တေနနိယတေလောကောတဲ့တတလောကကြီးတစ်ခုလုံးကိုဘသူကနေရှေ့ဆောင်နေသလဲလို့ဆိုရင်စိတ်ကရှေ့ဆောင်ဘာဖြစ်လို့စိတ်ကရှေ့ဆောင်တော့ဆိုကြည့်လေတရားဝဲလုံးမယ်ဆိုလို့ရှိရင်လည်း စိတ်ကတရားပွဲလုပ်ရင် ကောင်းမယ်လို့ဆိုတဲ့စိတ်အရင်ပေါ်လာတာထို့ပေါ်လာတဲ့စိတ်အားလျော်စွာတရားပွဲကျင့်ပခြင်းကိုလုပ်ရတယ်။တရားနာတယ်ဆိုတဲ့အချိန်မှလည်းပဲဒီတရားနာသွားရအောင်မယ်ဆိုတဲ့စိတ်ကအရင်ဖြစ်တယ်။အဲ့ဒီတရားနာသွားရအောင်မယ်ဆိုတဲ့စိတ်ဖြစ်တဲ့နောက်မှာတကယ်တရားနာခြင်းဆိုတာဖြစ်လာတယ် အရာရာဟာစိတ်ကရှေ့သွားနေတယ်ရှေ့ဆောင်နေတယ်ဆိုတာမတမ်းမထင်ရှားတယ်။ညစောဘုရားသခင်ကိုရောမြတ်ကစိတ်တေနနိယတေလောကောစိတ်တေနပရိကတ္တိစိတ်တတဧကဓမ္မတသဗ္ဗေဝဝတမနဝကုတဲ့။လောကကြီးတစ်ခုလုံးကိုစိတ်ကရှေ့ဆောင် ိတ်ကနေရှေ့ဆောင်နေတယ်စိတ်တေနနေတေလောကစိတ်ကပဲဆွဲဆောင်သွားတယ်အလုံးဆောင်ကျင်းသွားတယ်အရာရာစိတ်တတဧကဓမ္မတသဗ္ဗေဝဝတ္တမနဝကုအလုံးဟာစိတ်ရဲ့အလိုဆန္ဒအတိုင်းလိုက်ပါနေကြရတယ်လို့ဒါတလက်တွေ့နဲ့ကြည့်မယ်ဆိုလို့ရှိရင်အလုံးမကနာပဲဘာလုံးမယ်ဆိုတော့အလုံးမှန်တယ်မြတ်ဘာပြောမယ်ဆိုတော့ပြောတဲ့စကားမှန်တယ်မြတ် စိတ်ကရှိဆောင်နေဆိုတာအမှန်တမ်းထင်ရှားမြတ်စွာဘုရားရဲ့ဒေသနာတော်၂ရက်ကိုဆင်ခြင်စဉ်းစားကြည့်မြတ်စွာဘုရားကမနောပုပ်ပင်ကမာဓမ္မာတဘာဝတရားတွေကိုဘသူကဥဆောင်နေတယ်လဲဆိုရင် စိတ်ကဥဆောင် ဟုတ်တယ်ပြောတာဆိုတာကြံတာတွေးတာအစလှုပ်တာကြိုင်တာအစအလုံးဓမ္မလို့ဆိုတဲ့တဘာဝတွေ အတ္တကရာဆရာအဆိုကတော့မနောပုဗ္ဗေကမဓမ္မာလို့ဆိုတဲ့ဓမ္မဒီစေတသိက်တရားတွေကိုသာယဉ်ညွန့်ပြီးတော့ဒီလိုဖွင့်ဆိုတာတော့အရင်ကဖွင့်ဆိုတဲ့သဘောပဲသို့တော်မြတ်စွာဘုရားတဏီအားဖြင့်အတိတ်ပဲပြောမယ်ဆိုရင် မနောပုဗ္ဗေကမဓမ္မာဓမ္မလို့ဆိုတဲ့တဘာဝအရာခတ်သိမ်းကို ဆိုလိုတာအရာခတ်သိမ်းဆိုတာပြောဆိုတာပဲဖြစ်စေပြုလုပ်တာပဲဖြစ်စေကြံတွေးတာပဲဖြစ်စေဘယ်သူကနေဥဆောင်နေတုံးဆိုစိတ်ကနေဥဆောင်နေတယ်လို့ဒါလို့ဆိုတာစိတ်ကဥဆောင်ရုံဥဆောင်တာမဟုတ်ဘူးမနောတိထာ မနောမယာစိတ်ကနေကြီးမှုထားတယ်ကြီးမှုထားရုံနဲ့မကဘူးစိတ်ကအလုံးကိုဖန်တီးထားတယ်ဒီလိုဆိုတာပေါ့နော် ဒါဖြင့်ဘုရားမြတ်စွာရဲ့ဟောကြားတဲ့တရားတွေထဲမှာစိတ်တံပဒါနလို့ဆိုတာအတ္တမထင်ရှားတယ်စိတ်ကိုအဓိကထားဟောတာအဲ့တော့စိတ်ကိုအဓိကထားဟောသည့်အတွက်ကြောင့်စိတ်သာအရှိတရားရုပ်ဆိုတာအရှိတရား မဟုတ်ဘူးလို့ဆိုလိုတာလားဒီတိတ်ပံဆရာတွေစိတ်ကိုလေ့လာတဲ့ပုဂ္ဂိုလ်တွေရုပ်ကိုလေ့လာတဲ့ပုဂ္ဂိုလ်တွေ ြောတဲ့စကားတစ်ခု idealism လို့ဆိုတာစိတ်သာအရှိတရားလို့ဆိုလို့တယ်အရာရာ စိတ်သာပဲလို့ဒီလိုဆိုလိုတာလည်းမဟုတ်ဘူးမြတ်စွာဘုရားစိတ်သာအရှိတရားမဟုတ်ဘူးစိတ်လည်းရှိတယ်ရုပ်လည်းရှိတယ် materialism ဆိုတဲ့ရုပ်တရားသာအရှိတရားလို့ဒီလိုပြောတာလည်းမဟုတ်ဘူးရုပ်လည်းရှိတယ်စိတ်လည်းရှိတယ်ရုပ်လည်းရှိတယ်နာမ်လည်းရှိတယ်ဒီလိုဆိုလို့သို့တော်လည်း အရာခတ်သိမ်းကိုစိတ်ကဥဆောင်နေတယ်ဆိုတာကြတော့ဒါအမတန်မှမှန်ကန်အမတန်မှမှန်ကန်ကိုယ့်ဘဝကိုယ်လက်တွေ့ကိုယ့်ဘဝကိုစဉ်းစားကြည့်တစုံတစ်ခုပြောမယ်ဆိုရင်လည်းစိတ်ကအရင်တွေးတယ်တစုံတစ်ခုလုံးမယ်ဆိုရင်လည်းစိတ်ထဲမှာအရင်ဖြစ်တယ်ပြီးတော့မှပြောတယ်လုပ်တယ်ဆိုတာဖြစ်တယ်အဲ့ဒီတော့ဒီလောက်အရေး